အလိုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီ3.7ဘူကနေ220ဘူအင်ဗာတာဒီပြုလုပ်နည်းလေးကိုပေါ့နော်မိတ်ဆွေတို့အနေနဲ့ဘုသူတာရရှိခြင်းတဲ့အတွက်ကျွန်တော်ကဒီနေ့ပြုလုပ်နည်းလေးကိုတိဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုတော့ဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုတည်တည်တိုင်းတည်အောင်ကျွန်တော် channel လေးကို subscribe နှိပ်ထားပေးဖို့လည်းမြတ်တရရခိုင်ပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီဖုံအသွင်း ခြာခြာတွေอ่ะဗောနော်ဘူးတွေမှာပါတယ်ဒီ transformer အသေးလေးကိုတုံးထားတယ်အဲဒါဘယ်အသွင်ဘူးอ่ะမဆိုဗောနော်ယူလို့ရပါတယ်ဒီ transformer အသေးလေးတွေကိုတော့ဒီမှာကျော်ကတော့ဒီအဲ midi အသွင်ဘူးတွေဗောနော် ဖိုက်ဖို့အသွင်ဘူးတွေကနေဒီ transformer အသေးလေးကိုကျော်တို့ဖြုတ်ယူလိုက်မှာဖြစ်တယ် အဲ့တော့ဒီမှာအရင်ဆုံးဒီကောင်လေးတွေကိုကျော်တို့ခဲအပေါ်ကနေထပ်တူပြီးတော့မဒီကောင်လေးကိုဖြုတ်လို့ရမှာပေါ့နော်အဲ့တော့ဒီကောင်လေးတွေကိုကျော်ဖြုတ်နေတယ်ဟောက်ကနေကျော်တို့လက်ကလေးနဲ့ကလတ်ထုပ်ယူမှာပေါ့နော်ဒါကတော့အာသွင်းဘူးအပြက်ကလေးပါနော်အဲ့ဒီထဲမှာပါတယ်ဒီ transformer လေးတွေ ဲ့တော့ဒီဒီဆာဆွာမာလေးမှာပါတယ်ဒီပင်လေးတွေကိုကျွန်တော်တို့လိုက်ပြီးတော့ထောက်ထောက်ပြီးတော့တိုင်းကြည့်ရမယ်ပေါ့နော်အဲ့တော့ဒီဘက်မှာနှစ်ချောင်းလေးရှိတဲ့ကောင်ကိုအရင်ဆုံးထောက်ပြီးတော့တိုင်းကြည့်မယ်အဲ့တော့မှာဆိုလို့ရှိရင်0ကြည့်ပဲပြရတယ်ပေါ့နော်ဒါဆိုတော့ဒီကောင်အုံးတန်ဖို့အနည်းဆုံးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့7.9အုံးထိတက်တယ်ပေါ့နော်ဒီကောင်လေးကတော့အုံးအများဆုံးဖြစ်ပါတယ်အဲဒီဘက်ကပင်နှုတ်ပင်ရဆိုလို့ရှိရင်တော့0.05ပေါ့နော် 0.5ဒီအုံတက်တယ်ဗောနော်အဲ့တော့ဒီကောင်ကတော့ဒီ input တို့ကိုသုံးမှာဖြစ်ပါတယ်ဒီဘက်က6.9အုံတက်တဲ့ကောင်ကိုတော့ကျွန်တော်တို့ AC output အနေနဲ့သုံးမှာဗောနော်အဲ့တော့ဒီဘက်မှာ2ပင်ရှိမယ်ဟိုဘက်မှာ2ပင်ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ IR F44 ကိုတုံထားတယ်ဒီကောင်ကဝယ်လို့လဲလွယ်တယ်ပေါ့နော် အဲ့တော့အရင်ဦးဆုံးအနေနဲ့ဒီဇက်ဖိုးဖိုးရဲ့အလဲပင်ပေါ့နော်အလဲပင် drain ပင်ကိုကျွန်တော်တို့ဒီဘက်မှာရှိတဲ့ပင်အတူလေးနှငုတ်ပေါ့နော် point five တက်တဲ့ကောင်ကနေကျွန်တော်တို့ဆက်ပေးရမယ်အပြီးတော့ရဲ့ဒီမှာ 1k resistor ပေါ့နော်အဲ 1k resistor ကိုတော့ဒီဘက်မှာအဲနှစ်ချောင်းနဲ့တည်တံ့ထွက်နေတဲ့ပင်ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်တို့တစ်ချောင်းကိုအဲ 1k နဲ့ဆက်ပေးမယ်ကျန်တဲ့တစ်ချောင်းကိုတော့ဒီ အဲ IFZ 44ရဲ့ထိတ်ဆုံးပင်လေးပေါ့နော်ဂိတ်ပင်နဲ့ကျွန်တော်တို့ဆက်ပေးရမယ်အဲ့ဒါပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီဟိုဘက်ကလွတ်နေတဲ့ဒီနှစ်ချောင်းနဲ့ထွက်တဲ့ပင်ပင်တစ်ခုရဲ့ကျွန်တော်တို့ဒီဘက်မှာ နက်ကတော့ drain bin ဆက်ခဲ့တဲ့ကောင်နဲ့ဆက်လို့ရတဲ့ bin တစ်ခုရယ်ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်လာပြီးတော့ဆက်ပေးမယ်မနော်အဲ့တော့ဒီဘက်မှာနှချောင်းခုနကတော့6.9ထွက်တဲ့ကောင်နှချောင်းကိုတော့ကျွန်တော်တို့ဒီတိုင်းပဲထားပေးရမယ်ပေါ့နော်အပီးသားရင်တော့ဒီမှာဝိုင်ယာနှချောင်းယူလိုက်တယ်ပေါ့နော်အဲ့ဝိုင်ယာနှချောင်းကတော့ကျွန်တော်တို့ AC output အနေနဲ့သုံးမှာပေါ့နော် ACR ဘုတ်အနေနဲ့တုံးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ6.9အုံတက်တဲ့ပင်နှချောင်းကိုကျွန်တော်တို့ ACR ဘုတ် wire နဲ့ကျွန်တော်တို့ဆက်ပေးရမယ်။ ။ဟာပြီးသွားရင်တော့ကျွန်တော်တို့ဒီအဲ AC socket လေးပေါ့နော်။ဒီ mi socket အထိုင်လေးမှာကျွန်တော်တို့တစ်ခါလေး join လိုက်မယ်ပေါ့နော်။ မှာပေါ့နော် socket လေးမှာကျွန်တော်တို့ wire လေးတွေကိုတွဲပြီးသွားပြီအဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့3.7 volt ပေါ့နော်အဲ battery အထိုင်လေးနဲ့ကျွန်တော်တို့ wire နဲ့စားထုတ်မယ်အဲ့ဒီ wire နဲ့စားကကျွန်တော်တို့ mosfet ရဲ့နောက်ဆုံး pin ကိုကျွန်တော်တို့ battery ရဲ့ minus pin သွားမယ်ပေါ့နော်ဒီခုနကတော့ကျွန်တော်တို့ဒီ wire wire ဆက်ထားတဲ့နေရာလေးပေါ့နော်ခုနကနေရာဆက်ခဲ့တဲ့နေရာလေးမှာတော့ကျွန်တော်တို့အပေါင်းလေးကိုဆက်မယ် အဲ့မိသားပြီဆိုရင်တော့ဒီမှာ3ပွက်အဒီ220ကိုမီဒီပေါ့နော် AC မီလုံးဝဖြစ်ပါတယ်ဒီကောင်လေးကအဲ့ကောင်လေးကိုကြော်တမအဲအခွန်လေးချုပ်ပြီးတော့ပြပေးမယ်ပေါ့နော်ဒါမှပို့ပြီးတော့ဒီနေ့ရှာရှာဟိုဖြစ်မှာပေါ့နော်เทมาจอบาวายามาต้วยท่าได้ไม่ใช่ป่ะเนาะตู้อไตเลยเว้ยจอรู้ท่าได้อพงเลยเว้ยชุบไล่ตาป่ะเนาะอ่าพี่ๆพี่สุนเนาะดีมา ကျွန်တော်တို့3.7 volt DDR battery ကိုကျွန်တော်ထည့်ကြည့်လိုက်မယ်ပေါ့နော်။မဆိုလို့ရှိရင်မီးထုံးလို့ရသွားပြီပေါ့နော်။ဒီမှာဒါကတော့3.7 volt နဲ့ကျွန်တော်မီးထုံးပြတာပဲဖြစ်ပါတယ်။ တော့ကျောင်းအညီကိုလေးထဲမှာလျှက်စပညာကိုဝါသနာပါပြီးတော့အခြေခံအနေစာလေ့လာနေတဲ့သူတွေအတွက်အဲဒီဒီလိုဗီဒီယိုလေးတွေကအကျိုးရှိစေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။မဟုတ်လို့ရှိရင်တော့ဒါက3.7ဘိုကနေကျွန်တော်တို့220ဘိုအင်ဗာတာအသေးပြုလုပ်နေတာတွေပဲဖြစ်ပါတယ်။မဟုတ်တော့ဘယ်ဒီအထိုင်လေးကိုကျွန်တော်ချွတ်လိုက်တဲ့အခါမှာဆိုရင်မီးလေးသူဟာသူပျောက်သွားတယ်ပေါ့နော်။ ဒီဗီဒီယိုလေးရဆိုလို့ရှင်တော့ကျွန်တော်တို့ဒီအဲအိမ်မှာဒီစမ်းသပ်ဖို့အနေနဲ့ပေါ့နော် မိတ်ဆွေတို့အနေနဲ့စမ်းသပ်ချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်အိမ်မှာရေရှည်သုံးကျင်တဲ့လူတွေအတွက်ဆိုလို့ရှင်တော့ဒီနီလန်းလေးဟာအဆင်ပြေမှာမဟုတ်ပါဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ3.7 volt battery ကသူ့ရဲ့ ်အားကိုအလွန်ကျွံတုံးရတာဖြစ်တဲ့အတွက်ဘက်ထရီကြာရှည်မခံပါဘူးเนาะအဲတော့ဘက်ထရီအာမ်အမ်ဘီယာမတောက်တဲ့ဘက်ထရီတွေဆိုလို့ရှိရင်ခဏလေးဂုံသွားပါတယ်အဲ့ဒီတော့ဒီရေရှည်တုံးမယ်ဆိုလို့ရှိရင်တော့အဆင်မပြေနိုင်ပါဘူးเนาะဒီလေးလာနေတဲ့လူတွေအတွက်အဆင်ပြေအောင်ပဲကျွန်တော်တင်ဆက်ပေးတာပဲဖြစ်ပါတယ်အဲ့တော့ကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်เนาะနောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းတော့စိတ်ဝင်စားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုထပ်ပြီးတော့တင်ပေးပါဦးမယ် ြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နော်။